အိမ်မက်ထဲကအမေကိုရှားပုံတော့ဖွင့်နေတဲ့အောင်မြတ်တာတရားတညတာစကန်ရှားဖို့အတွက်တော်ရင်းမှာပဲအိတ်ဆက်အနာယူခဲ့ရပါတယ်။ညဦးရဲ့အစောပိုင်းမှာတော့အရာအလုံးကတော့အဆင်ပြေပြေပဲပေါ့။ဒါပေမဲ့လို့လေညနေလာတဲ့အချိန်ငလင်လုံးတလိုမျိုးမြေကြီးရဲ့တုံခါမှုကြောင့်အောင်မြတ်တာဟာအိတ်နေရာကနေလန့်နှိုးလို့သွားခဲ့တာပေါ့။မနေ့ကတနေ့လုံးကြီးကန်းရဲ့နှောက်ရှက်မှုကိုခံထားရတဲ့အောင်မြတ်တာဟာအိတ်ရင်းမဝသေးပဲလို့ထလာတော့ခန္ဓာကိုယ်က နှာကျင်ကြိုက်ခဲလို့နေပါတယ်။ဒါပေမဲ့လို့လေဒါတွေကိုအသာပေးရှိထားပြီးမြေကြီးဟာဘာကြောင့်တုန်ခါနေရသလဲဆိုတာကိုစဉ်းစားနေရင်အဝေးတနေရာကတဒုံဒုံမြည်တဲ့အတန်ကိုကြားခဲ့လိုက်ရပါတော့တယ်။အတန်လာရာကိုနားဆွင့်ပြီးကြည့်ခဲ့လိုက်တဲ့အခါမှာတော့ပဝင်းကျင်ကမှောင်မဲနေတာမလို့ဘာမှတော့မမြင်ခဲ့ရပါဘူး။အတန်ကနီးကန်လာလာနဲ့အများကောင်းကင်ရံမှာတစုံကူးလှုပ်ရှားနေတယ်ဆိုတာကိုသတိထားမိလာခဲ့ပါတယ်။တပင်တွေကတပင်ပြီးတပင်ကျိုးပဲ့ပြက်စီလာခဲ့ပြီးအားကြီးတဲ့အရာတကူကဝင် ိုက်နေတယ်လို့မျိုးဖြစ်နေခဲ့ပါတယ်။ရုတ်တရက်ကြီးကန်းအော်တန်ကိုကြားလိုက်ရတာနဲ့တပြိုင်တည်းထဲသူ့ရဲ့အနောက်ကိုတကောက်ကောက်လိုက်နေတဲ့ကြီးကန်းဆိုတာကိုအောင်မြတ်သာတီးလို့သွားခဲ့တာပေါ့။ပုံမှန်အတံမျိုးမဟုတ်ပဲအနေရဲ့ကြောင်းကြောက်လန့်တကြအော်ဟစ်ထွက်ပြေးလာခဲ့တဲ့ကြီးကန်းလေးကတပြေးပြေးနဲ့အောင်မြတ်တန်နာကိုနီးကပ်လို့လာခဲ့ပါတယ်။သူလည်းအတော်လေးကိုအံ့ဩသွားပြီးကြီးကန်းရဲ့အော်တံကိုနားထောင်ကြည့်ခဲ့လိုက်တာပေါ့။အမလေးသေးပါပြီ။ပြည်သားဟေးမြန်မြန်ပြည်သားမောင်ယိုရေ ဘင်းသက်သက်မိမမရခင်ရှောနေအောင်မယ်ပြီးသားဟေးဟိုမှလာနေကြပြည့်ရစိတ်မဟုတ်ဘူးကွာငါတော့ပြေးပြီဟေးအောင်မြတ်သားတရားအလောတကြီးပြန်သန်းသွားတဲ့ကြီးကန်းကတ်ကိုကြီးရင်အံ့ဩနေခဲ့မိပါရဲ့ ဘာဖြစ်တာလဲလို့မေးခြင်းပဲမဲ့လို့လေသူကအရန်ကိုမြန်ဆန်လွန်းလာကြောင်းအဝေးကိုရောက်လို့သွားခဲ့ပါပြီယုတ်တရအတန်လာရာကိုထက်ပြီးကြည့်ခဲ့မိလိုက်တာပေါ့တပင်တွေကတပင်ပြီးတပင်လဲကျနေတော့မှာပဲမျက်စိရှိကမြင်ကွင်းတစ်ခုကိုရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့လိုက်ရတဲ့အခါမှာတော့အနီအောင်ရှိတဲ့မျက်လုံးကြီးတွေကိုပိုင်ဆိုင်ထားတဲ့အီယာမဆင်ကြီးတစ်ကောင်ဟာဒေါသမီတွေနဲ့တိုက်ခိုက်ဖို့ရောက်လာတယ်ဆိုတာကိုအောင်မြတ်တာမြင်တွေ့ခဲ့လိုက်ရပါတော့တယ်ဘလောက်ထိဒေါသကြီးနေတဲ့လဲဆိုရင်သူပြေးရလမ်းကြောင်းမှာပိတ်မိနေတဲ့တပင်တွေအားလုံးကိုနှာ င်းပေါင်းနဲ့ရိုက်ထုတ်ပြီးရှင်းလင်းပြလို့နေခဲ့ပါတယ်ဒီတော့ရန်သူလိုတတ်မှတ်ခံထားရတဲ့ကြီးကန်းတဲ့အောင်မြတ်တာကိုတွေ့ရင်ဘယ်လောက်ထိစိုးစိုးဝါးဝါတိုက်ခိုက်မလဲဆိုတာမိတ်ဆွေတို့ပဲစဉ်းစားကြည့်ကြပါတော့။အောင်မြတ်တာလည်းဘာမှစဉ်းစားမနေတော့ပါဘူး။အမေမွေးပေးလိုက်တဲ့ရှီတော်နှစ်ဖက်ကပြေးဖို့ပဲလို့တွေ့ရင်မြေကြီးမှာကြာနေတဲ့ဆေးလွယ်အိတ်ကိုကောက်ကင်ကဒုံဆိုင်ထွက်ပြေးပါတော့တယ်။ပြေးတာမှကိုတန်းနေတာပါပဲ။နေရာတစ်ခုကိုရောက်တဲ့အခါမှာတော့ ရုတ်တရက်နားထဲမှာအတောင်ပံခတ်တံကိုကြားလိုက်ရတဲ့အခါအောင်မြတ်သာအပေါ်ကိုမောကြည့်ခဲ့လိုက်ပါတယ်။ကြည်ကန်ကသူ့ရဲ့အနားမှာရောက်နေပြီးအောင်မြတ်သာကိုတခြားနေရာစီကိုခေါ်ဆောင်သွားနေတဲ့ပုံစံပါပဲ။ပြေရလွားရတာအတော်လေးကိုမောပန်းလွန်းလို့အသက်ရှူတာဟာနှာခေါင်းပေါက်တင်မကားပဲခန္ဓာကိုယ်ပါရှိသမျှအပေါက်တွေအားလုံးနဲ့အသက်ရှူနေခဲ့ရပါတယ်။ဘာလဲမင်းနမေကညိုကြီးတွေညိုလေးတွေညိုမဲတွေငါမသိဘူး။ဘာလို့စင်ကြီးကငါတို့နောက်ကိုလိုက်နေရတာလဲ။ မင်းဘာတွေတွားလောက်ထားပြန်လာလဲကွာလာတော့ခုပေါ်မှာရှိတဲ့ပိုးတော်တွေကိုထိုးစစ်ရုံပါပဲပြီးတော့နည်းနည်းတော့စကြင်တာနဲ့နှာခေါင်းထဲဝင်ပြီးအိပ်ပါခဲ့လိုက်တာသူတော့ဒီစိတ်ဆိုးပဲလို့ငါမထင်သားခဲ့ဘူးကွာနိုးလာတော့ငါ့ကိုအနံ့ောင်းနဲ့လိုက်ရိုက်ပြီးငါရှိရဲ့နောက်ကိုတုံးဆိုင်ပြေးလိုက်တာပဲတုံးသေးလို့ပေါ့အမြတ်သားရမင်းရှိနေလို့ငါလည်းအဖေါ်နဲ့ပြေးရတာဟဲ့ မျိုးလုံးဆိုတဲ့ကြီးကန်းကတော်တော်ပြဿနာရှာတဲ့ကောင်းပဲလို့တွေးရင်အောင်မြတ်တာတယောက်ဆက်ပြေးနေခဲ့ပါတယ်။နောက်တော့လမ်းဆောင်တဲ့နေရာမှာပြေးလွှားနေတဲ့သူ့ရဲ့ခြေထောက်တွေဟာရက်တန့်လို့သွားခဲ့ပါတယ်။အကြောင်းကတော့လမ်းဆုံးတာမဟုတ်ပဲလမ်းလွဲသွားခဲ့ပြီး၆ကမ်းပါကြီးရှိရာကိုရောက်သွားခဲ့တာပါ၆ကမ်းပါရဲ့အောက်မှာတော့ရေတခုတစ်ခုရှိပြီးကြောက်သားအတိရှိနေတာမလို့ရေတခုနဲ့မတော်တဆပြုတ်ကြလာရင်ဘယ်နာကအသက်ထွက်ရမလဲတော့မသိဖြစ်နေပါလိမ့်မယ် ရေဒီကုံအောက်ကခပ်ပြင်းပြင်းတိုက်ခတ်တဲ့လေကမျက်နှာကိုဖျက်ရိုက်သွားတာမလို့အောင်မြတ်သားရဲ့နှလုံးခုန်တန်းတွေဟာပုံမမြန်ဆန်လို့လာခဲ့ပါရဲ့အသက်ရှူတန်းတွေကပုံမမြန်ဆန်လို့နေခဲ့ပြီးအောင်မြတ်သားတယောက်သူ့ရဲ့စိတ်ကိုတည်ငြိမ်ဖို့အတွက်အတော်လေးကိုကြိုးစားနေခဲ့ရတာပေါ့အာအောင်မြတ်သားမင်းဒီမှာမလုပ်ရရလဲကွာလာလေးပြန်မယ်လေဒီတော့အောင်မြတ်သားလည်းစိတ်သေးကနေကြီးကန်းကိုချိန်ဆခဲ့လိုက်ပါရဲ့မင်းကအတောင်ပံနေငါမှလက်နှစ်ဖက်နဲ့ပြန်ရင်ရေတခုနဲ့ပြုတ်ကျသွားမှာပေါ့ငှက်ဆုပ်က မင်းကတကယ်ကိုဒုက္ခပေးနိုင်တဲ့အကောင်ပဲကြည်ကံကိုကြည်လိုက်ရေတကုံကိုကြည်လိုက်နဲ့အောင်မြတ်တာတရားဘာလို့လို့ပါကံရမှမသိဝေခွဲမရဖြစ်နေခဲ့ပါတယ်ရေတကုံရဲ့အောက်ရှေ့မှာရေတွေအပြင်းရှိနေတယ်ဆိုပေမဲ့ရှင်ထက်နေတဲ့ကြောက်တုံးကြောက်ဆိုင်တွေကလည်းအများအပြားရှိလို့နေခဲ့ပါတယ် နောက်ကိုလဲကြည့်လိုက်တော့လေစင်ကြီးကဒုံဆိုင်ပြေးလာနေတာကြောင့်အောင်မျက်သာတယောက်ဘာမှမစင်စားတော့ပဲရေတခုနဲကိုခုန်ချဖို့ကသာဆုံးဖြတ်ခဲ့လိုက်ပါတော့တယ်စင်စိုးနဲ့တိုက်ခိုက်မဲ့အစားရေတခုနဲကိုခုန်ချတာကမှအသက်ရှင်ဖို့ရာခိုင်လို့များအောင်မဲဆိုတာကိုသူသိလို့နေခဲ့ပါတယ်နောက်ကိုတစ်ချက်ပြန်လဲကြည့်ခဲ့လိုက်တော့စင်ကြီးရဲ့ကိုလုံးကိုယ်တွေကိုတော့ရှင်းရှင်းလင်းလင်းမြင်နေရပြီးသူပြေးလာရလမ်းကြောင်းမှာတော့ဖုန်းတွေတလုံးလုံးထလို့နေခဲ့ပါတယ် ပြစ်ချင်ရဖြစ်ဆိုတဲ့အတွင်းနဲ့အောင်မြတ်တာတရားရည်ရဲကိုခုံစင်းရှာခဲ့လိုက်ပါတော့တယ်။ငေတံပါအောင်အော်ဟင်းရင်နဲ့ပေါ့။ဝမ်းဆိုတဲ့အတန်ကြီးနဲ့အတူအော်ဟင်းရဲ့အောင်မြတ်တာရဲ့အတန်ဟာရည်ရဲမှာပျောက်ကွယ်လို့သွားခဲ့ပါတော့တယ်။ဒေသလားရှင်သလားဆိုတာကတော့မနှက်ဖြံမှာတည်ပါလိမ့်မယ်။ဒီလိုနဲ့နောက်တနည်းမနက်ကိုရောက်တော့ပဝင်းကျင်ကကြီးငတ်တွေရဲ့အော်တန်တွေရေလိုင်းခက်တန်တွေကြောင့်အောင်မြတ်သားရဲ့ခန္ဓာကိုယ်ကအေးဆက်ဆက်အထီးတွေ့ကိုခံစားခဲ့ရပြီမလို့လေမျက်လုံးကိုတော့ဖွင့်မကြည့်နိုင်ခဲ့ပါဘူး။ နာကြတဲ့အခါမှာတော့အနာကိုလူတယောက်ချောက်လာတဲ့ရှည်တံကိုကြားလိုက်ရချင်းမှာပဲအောင်မြတ်တာဟာတတိပြန်လည်လို့သွားခဲ့ပါတော့ရိအရှိန်တွေဘလောက်ကြာသွားမှမသိအောင်မြတ်တာတတိပြန်လည်လာတော့ခေါင်းလေးအတော်လေးကိုမူးဝေနေတုန်းပါပဲနှာခေါင်းလေးစိတ်နှံလို့လို့ညှော်နှဲ့လို့လို့ရနေတာကြောင့်လုံခြုံတဲ့တဏှာမှာရောက်နေပြီဆိုတာကိုသူသိကြလိုက်ရပါတယ်မျက်လုံးကိုဖွင့်ကြည့်ကြလိုက်တဲ့အခါမှာတော့သူမြင်ရတာကတစ်သားတဲအိမ်နေတလို့ အခန်းကျင်းလေးတွေကကတင်းပေါ်မှာဆန်းဆန်းကြီးနေခန့်ခန့်ကြီးရှိနေတဲ့အောင်မြင်တာတရားငါဘယ်ကိုရောက်နေပြီလဲလို့တွေးရင်အင်းရဲ့ပတ်ချာလေးကိုဝေးဝါးကြည့်လို့နေခဲ့ပါတယ်။ရုတ်တရက်ကုန်းထားဖို့အလုံးခါယိုးကတစ်စစ်စစ်နာကျင်လာတာကြောင့်ကတင်းပေါ်ကို ပြန်လဲလဲကြလို့သွားခဲ့ပါတော့တယ်။အဲ့ဒီအပြင်ညာဘက်နံယိုးကလည်းတစ်စစ်စစ်နာကျင်လို့လာတာပေါ့။လမောင်ရင်ဇက်ကုံခန္ဓာကိုယ်တစ်ခုလုံးရဲ့နာကျင်မှုက အောင်မြတ်တာရဲ့စိတ်အာယုံကိုလွှမ်းမိုးလို့လာခဲ့ပါရဲ့ သူရဲ့ဘယ်ဘက်လက်မောင်းဆိုတစ်သားနဲ့ကြက်ပေါင်စီးထားရလို့လှုပ်ရှားလို့တော့မရပါဘူး။တေးကြတာကတော့ကျိုးသွားတာပါပဲ။ဟာငါဘယ်ကိုရောက်နေတာလဲလို့အောင်မျက်သာတယောက်ရေရွရင်မရရအောင်ကုံယုံထားလာပြီးအပြင်ကိုထွက်လို့လာခဲ့ပါရယ်။တဲထဲမှာတော့ရောင်းဆုံပလင်းအများပြားရှိလို့နေခဲ့ပြီးဆေးစရာအိမ်လိုလိုပျော်ကစရာတယောက်ရဲ့အိမ်လိုလိုဖြစ်နေတာကြောင့်ဘယ်သူများရှိမလဲဆိုတဲ့စိတ်နဲ့တဲထဲကလူတွေကိုရှာနေခဲ့မိပါရယ်။အဲ့ဒီချိန်အောင်မျက်သာတယောက်ရုတ်တရက်အတန်တကူကိုကြားခဲ့လိုက်ရပါတော့ရယ်။ ။အိုးကောင်းလေးတတိယလာပြီလား။အတန်လာရကိုလှမ်းကြည့်ကြလိုက်တော့အဖိုးကြီးတယောက်ဖြစ်လို့နေပါရဲ့။စပေးမွေးဖြူဖြူမုတ်စိတ်မွေးဖြူဖြူနဲ့အတန်ရွယ်က80ပဲရှာလေလောက်တော့ရှိနေပါပြီ။အဲ့ဒီဖိုးကြီးကစေဘက်ဝင်အရွက်တွေကိုအိုးတစ်ခုထဲထည့်ပြုတ်နေခဲ့ပြီးရလာတဲ့အရည်တွေကိုပကံတလုံးနဲ့ထည့်ကအောင်မြတ်တာကိုကမ်းပေးခဲ့လိုက်ပါရယ်။အောင်မြတ်တာကလည်းနားမလည်ပြီးမှသူကယ်လို့ငါအသက်ရှင်ရပါလားလို့တွေးရင်းစိတ်ထဲမှာတော့ကျေးဇူးတင်နေခဲ့မိပါရယ်။ကောင်းလေ မင်းရဲ့တန်ရာကအတော်လေးပြင်းနေကွာဒီဆေးကိုမင်းမြန်တောက်လိုက်ဒါနဲ့အဖိုးကကျုပ်ကိုကဲခဲ့တာလားဗျငါနာမည်ကရှိမောင်တိုင်းရင်ဆေးစရာကွာအိုင်းအာသလိုမယောကလည်းကုတယ်ငါကအပါရှိမောင်လို့ခေါ်နိုင်တယ်လောလောဆယ်ဒီဆေးကိုအရင်ကောင်တောက်လိုက်ပြီးမှမင်းမိတာတွေငါဖြစ်မယ် ြောပြီးတာနဲ့ဆရာကြီးဦးချိန်မောင်ကအောင်မြတ်တာကိုကြောခိုင်းကအထဲကိုပြန်ဝင်သွားခဲ့ပါတယ်။သူလည်းဘာမှစဉ်းစားမနေတော့ပဲလက်ထဲမှာရောက်နေတဲ့ဈေးကိုတကြိုက်မောရှာခဲ့လိုက်ပါတယ်။ခါရာမှာပိုက်ထဲမှာရှိနေတဲ့အစာတွေကခုံးပြီးပတ်ဆက်သေးကနေပြန်ထွက်သွားမလာပါပဲ။အောင်မြတ်သားလည်းထွေးလို့မဖြစ်ဘူးဆိုပြီးဈေးကို အတင်းမြှုပ်ရှာခဲ့ရပါတယ်။ကောင်းတဲ့အရာတွေဖြစ်လာဖို့ဆိုတာတက်တောင့်တက်တာမရှိပါဘူး။အောင်မြတ်သားကလည်းဈေးတောက်ပြီးတော့တေးသေးကိုဝင်ပြီးအဖိုးနဲ့စကားပြောခဲ့လိုက်တာပေါ့။ သူကဥရှိန်မောင်ကိုအပါစေးစီယာဥရှိန်မောင်လို့ခေါ်ရင်ကိုကုတ်ကိုမိတ်ဆက်ပြီးတဲ့နောက်မှာတော့ဘာကြောင့်ဒီနေရာကိုရောက်လာရသလဲဆိုတော့အသေးစားပြောပြခဲ့ပါတယ်။ ဆရာကြီးဦးရှိမောင်ကမေးလိုက်အောင်မြတ်သာကဖြေလိုက်အောင်မြတ်သာကမေးလိုက်ဆရာကြီးဦးရှိမောင်ကဖြေလိုက်နဲ့စကားဝိုင်းကအတော်လေးကိုအရှက်အလက်ကျနေခဲ့ပါရီအောင်မြတ်သာကနာကျင်မှုလုံးဝမရှိတာတော့မဟုတ်ပါဘူးစိတ်သက်ပြင်းထန်လုံးလုံးခန္ဓာကိုယ်မှာဖြစ်တည်နေတဲ့နာကျင်မှုတွေကိုကုခန်းရင်ဆေးဆရာကြီးဦးရှိမောင်နဲ့အပြန်အလှန်စကားပြောဆိုနေခဲ့ကြတာပါ တစ်ချက်တစ်ချက်လက်ကျိုးသွားတဲ့နေရာကနာကျင်လွန်းတာလားကြောင်းအသက်ရှူရတန်းလို့မတန်းဖြစ်သွားခဲ့ပါသေး။အောင်မြတ်သာခုံချလိုက်တဲ့ရေဒီကုံကလင်းအောင်ရေဒီကုံပဲဖြစ်တာပေါ့။အဲ့ဒီအထက်မှာတော့ရွာတွေအများကြီးရှိပြီးအောင်မြတ်သာဇာတိဖြစ်တဲ့ရင်းမာရွာလည်းရှိပါသေး။ရီဒီကွန်နဲ့ရင်းမာရွာကြားထဲမှာတောအုပ်ကြီးကိုရှားနေတာမလို့ရီဒီကွန်ရှိတဲ့နေရာကိုရောက်ဖို့ဆိုတာကလည်းတိတ်ကုန်မလွယ်ကူလာပါဘူး။ နေနောင်ရေကွန်ဆိုတာကရေရွယ်ကြီးရှိနေတာပဲမဟုတ်ပဲပတ်ဝေးခြင်းတစ်ခုလုံးမှာမကြံအောက်ရှိမှာပါကြောက်ဆောင်တွေရှိနေတာကြောင့်အပေါ်ကတစ်ခုခုပြုတ်ကျလာမယ်ဆိုရင် အစိမ့်စိမ့်အမောင်မှာကွဲသွားရုံမှာတပါတခြားရွေးချယ်စရာမရှိပါဘူးဒါပေမဲ့အောင်မြတ်သားရဲ့ကံကြမ္မာကသူ့ကိုတိတ်ခွေမပေးသေးပါဘူး။ဘလို့အရှင်နေပါပဲရောက်ရောက်အနာတရားဖြစ်ရုံမှလွဲပြီးအသက်အန္တရာယ်မထိခိုက်အောင်ကာကွယ်ပေးနေခဲ့ပါရဲ့။လက်တွေနာနန်ယိုးရီကျိုလက်တွေကျိုးသားပေမဲ့အောင်မြတ်သားကတော့အသက်ရှင်လျက်ရှိနေတုန်းပါပဲ။ ကျေးဇူးတင်ပါတယ်ဖိုးရအဖိုးသာမရှိရင်တော့ကျုပ်ဒီလိုအသက်ရှင်နိုင်မှာမဟုတ်တော့ဘူးဗျဟာမင်းကငါခဲခဲ့တာမဟုတ်ဘူးကွငါမီးခဲ့ခဲ့တာကန်ဇနာမှာလူတယောက်လဲနေတာကို တွေးလို့ဆိုပြီးငါမီးတော့ရှေးလာတာကြည်လိုက်တော့နန်ရိုးတွေလည်းကျိုးလက်တွေကလည်းကျိုးဒိုင်ရောကအတော်လေးရာထားလို့ငါလည်းတနာပြီးစီးကုပေးထားတာမင်းတကယ်ကိုအသက်ပြင်းနေကောင်ပဲကွာငါဘောကတသက်နဲ့တကော ဒီလောက်စိတ်သက်ပြင်းပြပြီးအသက်ပြင်းနေကောင်မတွေ့ဘူးသေးဘူးဟဲ့။ဟီးဟုတ်လားဗျ။အဖိုးမမြင်ရှိရဲ့ဗော။ဘာတူလဲဗျ။ယုတ်တရံငှက်ဆိုးထိုးတန်တခုနဲ့အတူ ကောင်းလေးတယောက်ရဲ့ရေမောတန်ကအောင်မြတ်တာလိုစကားဝိုင်းကိုရောက်ရှိလာခဲ့ပါရဲ့။လဆန်းနားဟုလဆန်းဒီရောက်ပါနားဟုလဆန်းအဖိုးဖိုးဒီဒီငက်ကစကားပြောရယ်ဗျ။လာဖို့လောက်ကြိုက်ရရှိလာခဲ့တာအခုရှိရင်လည်းစမ်း ဘာဘာကောင်းလေးမေးတရပဲရိုးရိုးကြည့်တာမဟုတ်ဘူးကွာအပြစ်ထွက်လာလို့ကတော့မင်းပေါ့ရိုးချာတာချလုပ်ပြမယ်အဖိုးအဖိုးမြင်လားအဖိုးဒီကောင်ကလူစကားပြောတယ်ဗျာဒီကြည်ကံတာမန်ငတ်တော့မဟုတ်ဘူးဗျာမျက်လဲအဖွဲတွေကိုရောင်းလိုက်ရင်ကျုပ်တို့ပတ်ဆက်နေအများကြီးရမှာတေချာတယ်ဖိုးရအာတတော်ဆိုးရည်ယူရမှာပဲအပြစ်ထွက်ရလို့ကတော့မင်းမျက်နှာကိုဟောရီလိုဟောရီလိုထုတ်ပြမယ်ခြေအောင်နဲ့ဟောရီလိုကန်ပြမယ်ကွာဘာဘာကောင်းလေးမင်းဒီလား တော့ခေါနှာခေါင်းကလည်းကြီးတကယ်ကိုရုပ်သွေးကောင်ပဲကွာအေးအေးအဲ့ဒီငယ်အကြောင်းနောက်မှဆက်ပြောကြတာပေါ့ကဲဒီကကောင်လေးအဖိုးမီကသူ့ပဲနာမည်ကမောင်ထင်းနဲ့မင်းနဲ့ဆိုရင်အသက်ကမတိမ်မရင်မဲ့ရှိမဲ့တဲ့မောင်ထင်းကမင်းကိုကဲခဲ့တာကွာသူသားမရှိရင်မင်းဒီမှာအသက်ရှင်ပြီးငါနဲ့အတူတူစကားပြောနိုင်မှာတော့မဟုတ်ဘူး အဖိုးရဲ့စကားဆုံးတော့အောင်မြတ်သာတွေးခဲ့လိုက်ပါတယ်။မောင်ထင်းချောင်းအသက်ဘေးကလွတ်မြောက်လာခဲ့ပြီမဲ့အန်ရီရွေတဲဆောင်လာတတဲ့ဒီကြီးကန်းကသူ့စီထက်ရောက်လာပြန်လို့ဒီကြီးကန်းကိုဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုစဉ်းစားနေခဲ့ပါတယ်။ဒီကမောင်တင်ကိုကျုပ်ကျေးဇူးများကြီးတင်ပါတယ်ဗျာတကယ်ကိုစိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်မောင်တင်သာရောက်မလာခင်ရင်ကျုပ်သေးမှာဗျာအော်မင်းနာမည်ကအောင်မြတ်တာပေါ့လေငါတို့နေ့ကအသက်လည်းတိတ်မကွာဘူးတင်နေ ဟဲငါကမင်းအတွက်အသက်သခင်ယေရှုရှင်ပဲနော်။မောင်ထင်းဆိုတဲ့ကောင်းလေးကကောင်းကုံမော်ရင်ကိုကောပြီးသူရဲ့ဝန်စတာခေကိုတက်ကချောမောလာပါမှုတွေကိုထုတ်ပြနေခဲ့ပါရယ်။ဒီတော့အောင်မြတ်သားလည်းယင်းလေးကရိုးရိုးသားသားနဲ့ယေရှုတင်တဲ့အကြောင်းကိုထက်ခါတလဲလဲပြောဆိုလို့နေခဲ့တာပေါ့။ဟဲဟဲငါလိုရုပ်လျှော်ပြီးစိတ်ထားကောင်းတဲ့သူကလူတွေကိုကဲတင်ရတာဝါသနာတစ်ခုလို့ဖြစ်နေပြီ။မနေ့ကအဖိုးပြောလိုက်တဲ့စီးဘက်ဝင်အရွက်ကိုတွားချလိုက်တော့ လင်းအောင်ရေကုန်ပတ်ချန်ကိုရောက်သွားတာကန်းစန္နာမှာလှုပ်စီလှုပ်စီဖြစ်နေတော့ငါသွားကြည့်တာမင်းကိုတွေ့တော့တာပဲငါလည်းမနှဲဆွဲလိုက်ရတယ်ငါကောင်ရဲ့တခွန်ပြောတခါအလားပြားနဲ့မောင်တင်တယောက်အတော်သေးကိုအလုံးရှုပ်နေခဲ့ပါတယ်ဒီတော့အောင်မြတ်သားလည်းကျေးဇူးရှင်ဖြစ်နေတာမလို့ဘာမှသာမပြောတာစိတ်ထဲကတော့မျက်နှာကိုအချိန်ချင်းရိုက်ပြီးပါပြီအေး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 ပါကွာကျေးကျေးကျေးဇူးတင်ပါတယ် မောင်ထင်ကတော့လူစကားပြောတတ်တဲ့ကြီးကန်းလေးကိုလှောင်ကြိုက်သေးထည့်လာပြီးအတော်လေးကိုပျော်ရွှင်နေပုံရပါတယ်။သူ့ကိုကြည့်ပြီးအောင်မြတ်သာကဘာပြောလို့ဘာပြောရမှန်းမသိအောင်ဖြစ်လို့နေကြတာပေါ့။အဲ့ဒီချိန်စေးစရာကြီးဥပချိန်ကဝင်ပြောခဲ့ပါတယ်။အောင်မြတ်သာမင်းတရားတွေကိုတတ်တော့အရင်ဆုံးအနားယူထားအောင်မင်းမှာကိုယ်ပိုင်အစွမ်းအစတွေရှိတယ်ဆိုတာကိုငါသိတယ်။ဒါပေမဲ့ကောင်းပါပြီဒီတိုင်းဆက်သွားရင်တော့ဒီမှာပဲ။ ဆရာကြီးရဲ့အားပေးစကားကြောင့်အောင်မြတ်တာတရားခွန်အားရရှိသွားခဲ့ပါတယ်။ဒီတော့ဆရာကြီးဦးချိန်မောင်ကဆက်ပြောပါတယ်။မင်းရဲ့ခရီးကအရေးကြီးပဲကွာ။အခုမင်းမှရှိတဲ့အစွမ်းစားလေးနဲ့တော့မင်းရဲ့ရည်မှန်းချက်တွေကိုမရောက်နိုင်ဘူး။တန်ရာတွေပျောက်သွားရင်ငါကိုယ်တိုင်မင်းကိုတက်ဆွမ်းတဲ့လောက်ကူညီပေးမယ်။ငါရဲ့ပညာတချို့တဝက်ကိုလည်းမင်းကိုတင် जा ပေးမယ်။ ဒေးစီယာကြီးဦးရှိမောင်ရဲ့စကားကိုကြားတော့ရင်ထဲမှာတကူးကူးခံစားသွားခဲ့ရပါတယ်။အောင်မြတ်သားဘာမှဆက်မပြောတော့ဘဲခဏတာတိတ်ဆိတ်လို့နေခဲ့တာပေါ့။သူ့ရဲ့အကြီးတွေကလောင်ကြိုက်ထဲကတကြီးကြီးအော်နေတဲ့ညိုလုံးဆိုတဲ့ငှက်စီကိုရောက်လို့သွားခဲ့ပါတယ်။ညိုလုံးဆိုတဲ့ကြီးကန်းကြောင်ငါခဏခဏအသက်ပေးရောက်ခဲ့ရတဲ့ဒီကောင်ကတာမန်ငှက်တော့မဟုတ်ဘူး။သူ့ကိုထိန်းချုပ်ဖို့ငါဘယ်လိုကြိုးစားရမလဲ။နောက်တစ်ချိန်အသက်အန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အခါ ကက်တရှင်ပေါ်မလာခဲ့ရင်ဘလို့လုံးမလဲဆိုတဲ့အတွေးတွေတွေးနေချိန်မှာပဲမောင်ထင်းကသူ့ရဲ့လက်မကြီးကိုထောင်းရင်ငါမင်းကိုဂယုဆိုင်မှာဘောလို့ထပြောပါရယ်။အောင်မြတ်တာကလည်းကြောင်လို့သွားခဲ့တာဗော။ဒီလိုနဲ့အောင်မြတ်တာဟာမောင်ထင်းတို့မြေဖို့နှစ်ယောက်အိမ်မှာနေလာတာဟာတုံးရမြောင်းနေကိုရောက်ရှိလို့သွားခဲ့ပါပြီ။ တရံမောင်ထင်ကသူနဲ့ခဏလိုက်ခဲပြားစရာတခုရှိတယ်ဆိုပြီးအောင်မြတ်တာကိုရှင်းအောင်လေးပေးပြီးခေါ်သွားခဲ့ပါတယ်။ဂျိုးပင်ကြီးတပင်ရဲ့အနာကိုရောက်တော့မောင်ထင်ကဘာမှမပြောတော့ပဲမြောက်တကောင်လိုလေးလေးမမြန်တက်လို့သွားခဲ့ပါတယ်။ပြီးတော့အပေါ်ကနေလမ်းအော်တာပေါ့။အောင်မြတ်တာငါမင်းကိုခါရှင်ဦးကျော်ကြည့်မယ်။ဘူလေးဟာတွေကိုတော့ရောင်းကြတာပေါ့။အောင်မြတ်တာကတော့အောက်မှာရန်နေရင်ရှင်းအောင်ကိုဂိုင်းထားပါတယ်။အေးပါအေးပါဂယုဆိုင်အောင်နော်။ င်းတော့မသိဘူးငါ့ကိုခါချင်နေဝိုင်းဆော်လို့လေဝင်းတစ်ခုလုံးနီနေပြီးကွာအေးခဏနေရောလက်ဖက်ကောင်းစားခြင်းရင်ပလောင်တောင်းတနေရတယ်ကွာတချက်လောက်တီးခံပါဦးနော်မောင်တင်နေသူတစ်ပင်ပေါ်ကိုတစ်သားတို့တချောင်းပါသွားပါတယ်။ကွာဆောင်ကိုရောက်တဲ့အခါမှာတော့မောင်တင်ကအနှဲငယ်သေးတဲ့တစ်ကိုင်းကိုကိုင်းရင်ချေးပါရှိတဲ့ခါရှိအောင်ကိုဒုံးနဲ့လမ်းထိုးလို့နေကြတာပေါ့ ။အရှင်အုံနဲ့မောင်ထင်းလေးကအနေငယ်လမ်းနေတာမလို့လက်လမ်းမမီဘူးဖြစ်လို့နေခဲ့ပါရယ်။ဒီတော့မောင်ထင်းလေးပထမတစ်ချက်နဲ့ချက်ဒုံးနဲ့ထိုးရင်နောက်တော့စိတ်မရှိတော့ဘူးအတော်ခိုင်တဲ့ခါရှင်အုံသွားလိရောဟဲဆိုပြီးလက်ထဲမှာကင်ထားတဲ့ဒုံးနဲ့ခါရှင်အုံကိုပြင်းပြင်းရိုက်ရှာခစ်လိုက်ပါရယ်။အောင်မြတ်သားရေဖမ်းဟဲ့အမခါရှင်အုံကြီးပြုတ်ကျလာပြီကွာ။ အဖမ်းကျွမ်းတဲ့အောင်မြတ်တာတရားတပည့်မော်ကခါရှင်အောင်ကြီးကြလာတာကိုရှင်းတောင်းတဲ့အသားလေးခံခဲ့လိုက်ပါတယ်။ခါရှင်အောင်ကရှင်းတောင်းမော်မကြဘဲသူ့ရဲ့ထိတ်ပေါ်တဲ့တဲ့ကြာသွားခဲ့တာကြောင့်ခါရှင်နဲ့အောင်မြတ်တာနှပန်းလုံးရပါတော့တယ်။တငယ်ချင်းဖြစ်သူမောင်ထင်းလေးတပည့်မော်ကနေကြည့်ရင်ဟာတွားပြီဆိုတဲ့အတန်တွေကအစမပြတ်ထွက်လွလာခဲ့တာပေါ့။အောင်မြတ်တာကတော့တစီတရေတွေကိုသာနှိမ်နေနိုင်မယ်။ခါရှင်တို့ပရိသတ်တို့ကိုတော့သူမနေနိုင်ပါဘူးသူလည်းမကင်ထားတဲ့ရှင်းောင်းကိုအောက်ကိုပြစ်ချခဲ့လိုက်ပြီး ခန္ဓာကိုယ်ပေါ်ကိုဝယုံသုံးကန်းတက်နေတဲ့ခါရှင်တွေကိုရှင်းရှင်းပြထုတ်နေကြရပါတယ်။အချိန်နေမှန်တော့မောင်တင်တရားအောက်ကိုဆင်းလာခဲ့ပြီးအောင်မြတ်တာကိုယ်ပေါ်ကခါရှင်တွေကိုဝိုင်းဖယ်ပေးတဲ့အခါမှာတော့ခါရှင်တွေလည်းသူ့ရဲ့လယ်ပင်လက်မောင်းနားရီတွေကိုတောင်တွေ့ကက်လို့လာခဲ့ပါတယ်။စိတ်ဆက်တဲ့အောင်မြတ်တာတရားသူ့ရဲ့စိတ်ထဲမှာတော့မောင်တင်ရဲ့နေရင်ကို၄၅ချက်လောက်တော့ရိုက်ပြီးပါပြီ။သူ့ရဲ့အသက်ကိုကယ်တင်ခဲ့တဲ့မောင်တင်စုရဲ့ကောင်းလေးနဲ့အောင်မြတ်တာရဲ့ဇလန်းကနောက်ပိုင်းပါဆက်ဖြစ်မလဲ။ နောက်ရက်မှပြန်လည်ဆုံတွေ့ကြတာပေါ့ဗျာအားလုံးပဲတာယာပျော်ရွှင်သောညချမ်းကလေးပိုင်ဆိုင်နိုင်ကြပါစေဆုံးလီနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ချင်ပါတယ်ခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးနေတဲ့သူပြန်လာခဲ့ပါမယ်ခင်ဗျာ